ဒီနေ့ကထိုင်းနိုင်ငံမှာအတူတူမကောင်းမနေ့9နိုင်ခွဲပဲရှိသေးတယ်မုံတိုင်းရှိရလို့တရင်ကြညာထားတယ်ဒါပေမဲ့မုံတိုင်းရှိတာမသိလိုက်ခုမှသိတယ်မနေ့9နိုင်ခွဲမှာအရင်ဆုံးရင်လေးနေ့အရန်ပူလို့လို့ကြစ်ကြစ်တောက်နေအခုတော့လေမိုးတွေကချင်းပြီးတော့မဲတာကောင်းကင်တစ်ခုလုံးကမဲပြမိုးချင်းတန်နေနဲ့မိုးရွာတော့မဲတဲ့ညမပြီမှာငလျင်း မြန်မာပြည်မှာလည်းငလင်းတရင်ကတောက်လျှောက်ကြည့်နေတယ်။မအမီတို့လည်းစိတ်ပူတယ်။အိုးရှက်ကြီးလက်လိုက်တာ။မင်းညကမြန်မာပြည်မှာလည်းငလင်းလုတ်သေးတယ်။တော်သေးရပေါ့မုံတိုင်းမဖြစ်တာနော်မုံတိုင်းဖြစ်ရင်ဒီမှာသွားနေချာမှာလေပေါ့။ဒီမှာတော့ငလင်းမရှိဘူးမုံတိုင်းရှိရဲ့။ဒီမုံတိုင်းကလည်းနည်းနည်းကြီးမဲ့ပုံပဲ။အဲ့တော့အခုကြည့်နေတဲ့သူတွေမှာရောပင်မပယံနေကြည်နာတော့အဲ့မှာရတဲ့ဒီအတူချင်းနေဘလို့ရှိလဲ ထိုင်းမှာတော့ကော့စမွေမှာတော့လုံးဝမကောင်းဒီနေ့ကတော့ကောင်းကင်ကြီးတစ်ခုလုံးဝမဲနေရောအရင်လည်းမတူကိုမမှန်ပေးချအောင်နော် sharing ကန်လုပ်ပေးလို့ရအောင်ရတူတူချင်းနေဘလို့ရှိလဲနေပူလာမိုးအောင်နေလာအဲ့နမပြမှာတော့မုံတိုင်းမရှိတော့ပါအောင်နော်မရှိပါစေနဲ့လို့ပဲဆုတောင်းအောင်ဒီမှာတော့ချင်းနေမကောင်းနေရာတွေကလေတနေရာနဲ့တနေရာအဲ့လိုမျိုးတွေတဘာဝဘေးအန်နေရာတွေကလေငယ်ငယ်လေးမရှိဘူးကျုံဖြစ်နေတဲ့အတွက်ကြောင့်မို့ခုမုံတိုင်းရှိရဲ့ တကယ်ဒီအချိန်ကမိုးရသည်လည်းမဟုတ်ဘူးဒီ customer မှာမိုးရသည်မဟုတ်ຫນွေရသည်ຫນွေရသည်မှာຫນွေရရာသီဥတုကလည်းတအားပူတယ်ခုနောက်ပိုင်းအဲ့ဒီ3လပိုင်း4လပိုင်း6လပိုင်းအထိတအားပူ9လပိုင်းအထိဒါပေမဲ့မိုးကတစ်နှစ်ပတ်လုံးရွာနေရယ်ຫນွေရသည်လည်းရွာတယ်ဆောင်းရသည်လည်းရွာတယ်ဆောင်းတော့မရှိဘူးဒီမှာလေဒါပေမဲ့ဆောင်းမရှိဘူးဒါပေမဲ့ညပိုင်းလေးပဲနည်းနည်းလေးပဲအေးရနေခင်းရတော့အသက်ကုန်ပူလာအဲ့တော့မိုးကတော့တစ်နှစ်ပတ်လုံးလို့ရွာနေတယ်အဲမုန်တိုင်းကလည်းတစ်နှစ်ပတ်လုံးရှိနေတယ် ကျွမ်းမလို့လားတော့မသိပါဘူးနော်မုံတိုင်းရဲ့မုံတိုင်းနဲ့မိုးနဲ့ကတနစ်ပတ်လုံးအလှဲ့ကြသည်လာနေရဒါပေမဲ့အဲ့လိုနွေရသည်မှာလာတဲ့မုံတိုင်းကပို့ပြီးကြောက်ရတယ်လျှက်စီးရတာပါတယ်ထိုင်းရတာကြာပြီလေအဲ့လိုမျိုးတည့်ရစီးလက်တာတွေဘာမှမကြုံဘူးလျှက်စီးလက်တာတွေမိုးချိန်တာတွေလုံးဝမကြဘူးဒါပေမဲ့အခုဒီနွေရသည်မှာတော့ရာသီဥတုလုံးဝမကောင်းအခုဆိုမိုးကရွာမဲဟာကိုတက်ခံနေရအဲ့မိုးကပို့ပြီးကြောက်ရတယ်ကျမတို့နေနေရအဲ့လိုမျိုးမုံတိုင်းရှိပြီဆိုရင် ပင်လယ်နားကိုမကက်ရဲတော့လိုင်းတအားကြီးလာပြီလေငလေမလောက်တာလည်းကောင်းပါလေငလေလောက်ရင်လည်းကျမတို့ကကျိုးနေတာနီးကျိုးပေါ်မှာဆိုတော့ပင်လယ်နဲ့ရဲနေတဲ့အခါကျဆူနာမီဖြစ်နေတယ်ကျမတို့ဖုခတ်လို့တော့မဟုတ်ဖုခတ်မှာတော့ဟိုမြေပြန့်နေနေကြပြီမယ်ဒီမှာငလေလောက်လို့တော့မရဘူးငလေမလို့ပဲမုန်တိုင်းဖြစ်ပြီဆိုတော့ဆူနာမီတော့မဖြစ်ဘူးအဟိုဟာလိုင်းနေနေကြီးတာပေါ့လိုင်းကြီးပြီဆိုရင်ပင်လယ်ထဲမှာတချို့တိုက်ပင်သွားငုပ်တဲ့သူတွေဆိုရင် ရေသွန်းကုန်လို့မရအောင်လိုင်းတားကြီးရဲ့ပုံမှန်ရေကူးတဲ့လူဆိုလဲရေကူးလို့မရတော့လိုင်းကြီးဟာတော်တော်ကြီးဝါးရေကမ်းပေါ်တက်လာပြီးတော့လေဆတ်တော့ဆိုင်နေဆိုရင်အဲ့ဒီပူစာလမ်းနဲ့ခုံတွေချထားတဲ့နိုင်ငံသားတွေအတွက်အဲ့ခုံတွေဆိုရင်ပြန်သိမ်းပေးရတယ် Hello အလုံးမိတ်ကပါခုကြည့်နေရဘုရားကြည့်နေကြလဲကွန်မန့်လေးမှန်းပြကြပါအောင်နော်ကွန်မန့်ရအောင်